မြန်မာနဝချန်နယ်ကိုအစစ်တစိုက်အားပေးနာဆိုင်နေကြတော့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel ရကနေပြီးတော့ပရလောကနဲ့ဂမ္ဘာဇလားကောင်းလေးတွေကိုနေ့စဉ်ရွေးချယ်တင်ဆက်ပေးနေပါတယ်။ဒီကနေ့မှလည်းပရိသတ်များနားဆင်ရမယ့်ဇလားလေးရစာရေးဆရာအကဆော်ရေးသားထားတဲ့အဝိဇ္ဇာတော်တောင်းနဲ့ဝိညာဉ်ဆက်ကျိုးဇလားလေးကိုပရိသတ်ကြားနားဆင်ရမှာဖြစ်ပါတယ်။ဒေဝဂိုင်းဟာကမောဇဂိုင်းကိုတိုက်ခိုက်ဖို့အတွက်စံပြင်းနေတဲ့အခြေဖြစ်ပါတယ်။ ဥတုခနဲ့ဥမာယာတို့ကခေါင်းဆောင်တွေကိုခေါင်းဆောင်လို့ခေါ်ဆောင်တာမြင်နေကြတယ်။အခုတစ်ခေါက်ကတော့အင်အားနေပြီးချိနေနေတဲ့ကမောစာခံကိုတိုက်ခတ်ဖို့အချိန်ပဲ။အတွင်းသတင်းတွေအရကမောစာခံကစိတ်ရလုံးတေသွားပြီးတဲ့နောက်ပိုင်းမှာခေါင်းဆောင်30တိတိပြောင်းလဲခဲ့ပြီးတော့ဂိုင်းတွေအာနာလူပွဲတွေနဲ့ရှုပ်ထွေးနေတဲ့အခြေဖြစ်တယ်။ဒီအခြေကိုအခွင့်အောင်းယူပြီးတော့တိုက်ခိုက်သိမ့်ပြီလို့ယူဆပါတယ်။ဒီတစ်ခါရောဘလို့နီးပြွာနဲ့တိုက်ခိုက်မလဲဥစုခ။ ကမောစာကားရဲ့ဂိုင်းချုပ်ကမြို့မြောက်ဘက်ကကြောက်တင်းကုန်းရပ်ကွက်မှာတည်ရှိတယ်ဆိုပေမဲ့သူ့ရဲ့တကယ့်အေအာအရင်မြစ်တွေကတော့ကလိရွာနဲ့ရှင်းကကြီးညွှတ်ရမှာအများဆုံးဖြစ်တယ်။ဒါကြောင့်ဒီတစ်ခါတော့စစ်ပွဲကိုနှစ်နေရခင်းရလိမ့်မယ်။ပထမတနေရကတော့မြို့ရဲဟွန်နာကိုတက်ခတ်ရမှာဖြစ်ပြီးနောက်တနေရကတော့ကလိရွာနဲ့ရှင်းရွာကြီးကိုတက်ခတ်ရမှာ။ရှင်းရွာကြီးကတက်ကူတွေမလာဘူးဆိုရင်တော့ဟွန်နာကိုတိမ့်ပိုက်ပွားတိတ်မခတ်ခဲတော့ဘူး။ ဟုတ်တော့ဟုတ်ပါတယ်။ဒါပေမဲ့ရှဲရာကြီးနဲ့ကလေးကိုတိုက်ခတ်ဖို့ဆိုရင်ဂိုင်းဘွက်ဝင်တွေကိုနေရာချထားဖို့ကခက်ခဲနိုင်တယ်။ကလေးနဲ့ရှဲရာကြီးကိုခြိတက်လာမယ်ဆိုရင်ယူရီးယားကားရဲ့နေမျိုးဖျက်ကျော်ရမှာ။ယူရီးယားကားအနေနဲ့သူတို့နေမျိုးတွေကိုဒီဝကိုင်းကဂိုင်းသားတွေအလုံးအင်းနဲ့ဖျက်ကျော်မှာကိုခွင့်ပြုမှာမဟုတ်ဘူး။ခမရတို့ဘာတွေတွေးနေရလဲ။ကျုပ်တို့မှာဟင်းသာကုံရှိသေးတယ်လေ။ဟင်းသာကုံကလောလောဆယ်မောက်ဆိုင်ရဦးစီးထားတယ်မဟုတ်လား။ ကျုပ်တို့တက်တွေကိုဟင်းသာကောင်းကဖြတ်တန်းခွင့်တောင်းလိုက်ပဲဆိုရင်မောင်ဆိုင်ခွင့်ပြုမှာပါခွင့်မပြုလို့လည်းမရအောင်လေ။ तू ကကျုပ်တို့နဲ့အပေးယူလောက်ထားတာ哦။ဒီခါဆရာနောင်ကဒီနီလာအဆင်ပြေပေမဲ့တခုတော့အန်ရရှိတယ်။ကျုပ်တို့တက်တွေဟင်းသာကောင်းကဖြတ်ပြီးတဲ့အချိန်မောင်ဆိုင်ကအနောက်ကနေအလင့်ဝင်တိုက်မယ်ဆိုရင်ဒီတက်တွေဟာရန်သူတွေကြားထဲမှာပိတ်မိသွားသလိုဖြစ်လိမ့်မယ်။မောင်ဆိုင်ကကျုပ်တို့တက်တွေကိုတိုက်တော့ရောသူ့မှာဘာအကျိုးမြတ်ရမှာမဟုတ်လို့လဲ။ မောင်ဆိုင်ကဒီလောက်ညံဖြင်းတယ်လို့မဟုတ်ဘူးသူဒီလောက်တော့တွေးတတ်မှာပါဥဒုခကမောဇာခိုင်းကိုတက်ခတ်ဖို့အတွက်တာဝန်နဲ့အတီးဒီခွဲပေးလိမ့်တယ်မောင်ဆိုင်ဟာစစ်တလုံးရဲ့ဖောက်ခွဲတိုက်ခတ်မှုကြောင့်ပြေးထန်တဲ့ဒဏ်ရာရရှိသွားလိမ့်တယ်အတော်ဆုံးသမားတော်တွေနဲ့ကြက်မက်ကူတာတဲ့အတွက်အသက်မသိပေမဲ့ဒဏ်ရာတွေကြောင့်ရုပ်ပြက်ဆင်ပြက်ဖြစ်သွားတယ်ခန္ဓာကိုယ်တစ်ချက်မီးလောင်ထားသလိုဒဏ်ရာရရှိထားပြီးမျက်နှာတစ်ချက်လည်းအသားတွေကိုစင်တလောက်ဖြစ်သွားတယ် မျက်လုံးတစ်လုံးပြက်စီးပြီးတော့ပားပြင်မှာရှိတဲ့အသားတွေကွာကျသွားတဲ့အတွက်သွားတွေကိုအတိုင်းသားမြင်နေရပါတယ်။မောင်ဆိုင်ကနောက်လိုက်နောက်ပါခိုင်းသားတွေနဲ့တာမြင်ဆွေးနွေးနေတယ်။ငါထံရတွေပြောက်သွားပြီဆိုရင်ငါတို့ခိုင်းသစ်ဖွင့်ဝင်လောက်ကြတာပေါ့။ငါတို့ခိုင်းကိုဘယ်လိုနာမည်ပေးရင်ကောင်းမလဲ။ခိုင်းချုပ်ကလက်နက်၅ပါးသခင်ဆိုတော့လက်နက်၅ပါးခိုင်းလို့ပေးရင်မကောင်းလား။အေးမစိုးဒီနာမည်လဲကောင်းတာပဲ။ ခန်းချုပ်ကဘကိုးမျိုးမှာပြန်ဆန်ရှားတယောက်ဆိုတော့ခန်းချုပ်ကိုလည်းခန်းပြင်မောင်ဆိုင်လိုဖွဲ့မိပေးတင်ပါလေမောင်ဆိုင်ဟာမြောက်ပြပြောဆိုနေတာတွေကိုသဘောကျနေတယ်ဒီအချိန်မှာခန်းဆရာတယောက်ကအတိတ်ကောင်းနမိတ်ကောင်းဆောင်တာမှတ်ပေမဲ့ခန်းပြင်လိုတော့ကုကုကိုနမိတ်ကောင်းမတက်တဲ့အောင်ကျွတ်တော့ခိုင်အခုလိုတစင်ထောင်မျိုးခွဲထွက်နိုင်နေဆိုတာဒီဝခိုင်ရဲ့အကူကြီးတွေအများကြီးပါတယ်ဒါကိုခိုင်နေရဲ့ဘရင်လိုတတ်မှတ်လိုက်တာဟာ ဒေဝကိုင်းကိုမျက်စိစပံမွေးစုသလိုဖြစ်စီတယ်။တကယ်လို့သာဒေဝကိုင်းကရှင်ပြန်တက်ခတ်လာတယ်ဆိုရင်ကျုပ်တို့ရှင်နိုင်မှာမဟုတ်ဘူးကားကျုပ်။မောင်ဆိုင်ဟာအဲ့ဒီဂိုင်းဆရာရဲ့စကားကိုကြားတဲ့အခါမှာအလွန်အမင်းဒေါသထွက်သွားတယ်။တိန်မင်းကငါ့ကိုအတော့မကြတဲ့လူလို့ထင်နေရလားကွ။ခိုင်းချုပ်ကစွမ်းနာမှပြင်မဲ့စိန်တလုံးတယောက်နဲ့ရှင်နာတော်မှာတင်နိုင်လောက်တဲ့ဒင်ရတွေရပြီလို့အခုလိုဖြစ်သွားခဲ့တာအမှန်တရားမဟုတ်ဘူးလားအမှန်တရား ဟုတ်လားမင်းကအမှန်တရားကိုသိလို့ခြင်းနေတယ်ပေါ့ကောင်းပြီမင်းလို့ခြင်းနဲ့အမှန်တရားကိုငါပေးမယ်မောင်ဆိုင်ကလှန့်ရှည်ကြီးကိုဖန်တီးပြီးအဲ့ဒီဂိုင်းစရာကိုပြက်ခတ်လိုက်တဲ့အခါမှာလှန့်ရှည်ကြီးကဂိုင်းစရာရဲ့ရင်ဝတ်ကနေထိုးဖောက်ဝင်ရောက်ပြီးနောက်ကြောကနေထွက်လို့ကျဲမြင့်မှာစိုက်ဝင်နေတယ်အဲ့ဒီဂိုင်းစရာလည်းမတက်ကြီးတည်ဆုံသွားလိမ့်တယ်ဂိုင်းသားတွေအားလုံးကကြောက်ရွံ့သွားကြတယ်မင်းတို့အားလုံးမျက်မျက်မှတ်ထား ငါစကားကိုဆန့်ကျင်တဲ့လူဟာငါရဲ့ယန်သူပဲငါ့ကိုမကောင်းပြောတဲ့လူဟာငါရဲ့ယန်သူပဲငါယန်သူဆိုရင်အရှင်မထားတာကြောင့်အားလုံးတိတ်ကြရမယ်ကွာနားလေလားဓာဝင်တွေကကြောက်ရွံ့စွာနဲ့ခေါင်းငိတ်လိုက်ကြတယ်နောက်ဆိုင်ကဂိုင်းအဆောက်အလဲမှာရှိတဲ့ဂျီအိုဂျီစီကိုသွားပြီးဂျီအိုဂျီကိုလက်တစ်ဖက်နဲ့ကပ်များလို့ဂျီအိုဂျီရဲ့ခရီးဘက်ကနေမော်ဆွဲအင်တွေကိုအကုန်စိမောတောက်လိုက်လေတယ်ခန်းသားတွေကမောင်ဆိုင်ရဲ့လုံရက်ကိုကြည့်ပြီးအော်အော်နေကြတယ် ခါကြောက်ဒီချီအိုရီယာမှော်ဆွဲအင်တွေကခေါင်းဝင်ပွဲရောက်ရင်ဂိုင်းသားတွေကိုအစစ်စစ်ချင်းမြစ်ပေးရမယ်ဆွဲအင်တွေလေခါကြောက်ကဘလို့လုတ်ပြီးတယောက်တည်းတောက်ပြစ်လိုက်တာလဲခါကြောက်တို့လိုလုတ်တော့ကျွန်တော်တို့တွေပညာတွေဖယ်တိုးတော့မှလဲခါကြောက်ရအောင်ပါဒီဆွဲအင်တွေလို့ချင်းငါလောခါကြောက်ပြအောင်လုတ်ပေါ့ဆွဲရင်ပညာတွေတိုးချင်းကို့ဆွဲနဲ့ကိုစူးစမ်းကြပေါ့ကွာဒါပေမဲ့ချီအိုရီယာမှော်ဆွဲအင်တွေကို ခိုင်းသားတွေကိုပြန်လဲမျှဝေတာအစင်လာတခုမဟုတ်လားခိုင်းကျုပ်ရဲ့တခြားခိုင်းတွေဘလို့လုတ်တယ်ဆိုတာကိုငါစိတ်ဝင်စားအောင်အစင်လာဆိုတာလည်းငါမသိဘူးငါခိုင်းမှာတော့ဒီ JO ကြီးတရားစူဆောင်းရသည်များမှော့ဆွဲနေအကုန်လုံးဟာခိုင်းကျုပ်တယောက်တည်းအတွက်ပဲဖြစ်ရမယ်ကွာဗာလေမင်းကငါပြောတာကိုမနာခံချင်ဘူးလားငါ့ကိုပုံကဲချင်တာလားမဟုတ်ပါဘူးခိုင်းကျုပ်ရဲ့ခိုင်းသားတွေကမောက်ဆိုင်ကိုကြောက်ရွံ့တဲ့အတွက်အောင့်သက်သက်နဲ့ညှိခံနေကြတယ် ဒီချိန်ခိုင်းသားတူအပြည့်ဝင်လာပြီးမောင်ဆိုင်ရဲ့လက်ထဲစီကိုစတစောင်းကိုထည့်ပေးလိုက်လေတယ်။ဒေဝခိုင်ဟာညွှန်ကြားတဲ့စာပါ။ဘာလဲဖပြစာ။ကလေးရွာနဲ့ရှင်းကကြီးကိုတက်ခတ်ဖို့အတွက်ဒေဝခိုင်ရလူတွေကိုဟင်းသာကုန်းနဲ့မြင်ရနဲ့ဖျက်တမ်းခွင့်ပြုဖို့အမိန့်ပေးတဲ့စာပါ။ဘာ?ငါ့ကိုအမိန့်ပေးတယ်တဲ့လား။ငါ့လိုခိုင်ကျုပ်တယောက်ကိုအမိန့်ပေးရလောက်ဒီကောင်လေးကဘာကောင်နေမို့လို့လဲ။ဒါဆိုခွင့်ပြုရမှာလား။ ခွင့်မပြုဘူးလို့ပြောလိုက်ရမလားကိုင်းချုပ်။မဆိုင်ကကောက်ကျစ်ဆင်းလဲတဲ့အပြုံးနဲ့ပြုံးပြီးတော့ခွင့်ပြုလိုက်စမ်းပါ။ဒီကောင်နဲ့မောင်ဆိုင်ဘာကောင်လဲဆိုတာသိတော့ရမှာပေါ့ကွာ။မောင်ဆိုင်ကတဟားဟားနဲ့အားရပါရရီမောပြီးအပေါ်ထက်ကိုတက်ပါတယ်။မိတောင်းကကဘာကောင်ကိုတက်ပြတ်နိုင်တဲ့အစွမ်းရှိတဲ့စည်ရီကိုထက်မှန်ဖော်ဆက်လိုက်တယ်။ယခုတစ်ခါမှာတော့ဆရာနောင်နဲ့မမကြီးတို့တောက်သုံးနိုင်မှုအတွက်အများအပြားဖော်ဆက်လိုက်တယ်။ ခိုင်းကိုပြန်ပြီးစင်းနေဖို့ဆိုရင်ဆရာနောင်ရဲ့အကြံစီလိုအပ်တယ်ပို့ဖို့ဆရာနောင်နဲ့တိုင်ပင်ဖို့ဆိုရင်ဒီစိတ်ကြီးကအဓိကကြတယ်ဥတုကကျမတို့ရဲ့ကိုခန္ဓာတွေကိုကပ်ပါးကောင်တွေထည့်ထားတာမို့လို့ကျမတို့မကောင်းတာတစ်ခုခုအကြံစီတာနဲ့ဒီကပ်ပါးကောင်တွေကြီးထွားလာနိုင်တယ်ဥတုခောက်လည်းဒီကပ်ပါးကောင်တွေကဆက်တယ်တရင်ပေးမှလဲစိုးရင်ရတယ်မင်းတို့ဘယ်အချိန်တွေ့ကြမလဲအခုညဥယျာဉ်ထဲမှာတွေ့ကြမယ်လို့အချင်းချင်းလှုပ်ထားတယ် ငါလည်းမင်းတို့နဲ့တွေ့ချင်တယ်ဖိုးဖိုးကဒီပေါ်ထက်ကနေမှဆင်းလို့မရလားအုတ်ရင်တွေကိုဘယ်လိုလိုက်လာလို့ရမှာလဲမပူပါနဲ့ငါမှနင်းလန်းတွေအများကြီးရှိပါတယ်ဒါဆိုညနေကျမဆင်းသွားပြီးတဲ့အခါဖိုးဖိုးကလိုက်လာခဲ့ပေါ့ဦးမကကခေါင်းငိမ့်လိုက်လိမ့်တယ်ညနေတဲ့အချိန်မိသားတယောက်အုတ်ရင်တွေကိုထွက်လာခဲ့တယ်အဆောင်ချက်တွေကိုဦးမကဆေးရွက်ခုခိုင်းတယ်လို့ပြောဆိုပြီးလှည့်ဖြားလာခဲ့တယ်ဦးရင်အလဲစီကိုရောက်တဲ့အခါမှာ တက်ပေအနောက်ကမမကြီးတို့လူတစုထွက်လာခဲ့တယ်။နှုတ်ဆက်စကားပြောမယ်လို့ကြံ့ရွံ့လိုက်တဲ့အခါမှာမိတောင်းကလက်ကပြပြီးတော့အဲ့ဒီအနီးတစ်ဝက်ကိုစီတစ်ခုဖန်တီးကကောက်ွယ်လိုက်လေတယ်။ဥတုခောက်မယုံလို့ဒီလိုစီတလိုက်ရတာပဲ။ဟုတ်တယ်။ဟိုတစ်ခါတော့ကလည်းငါတို့ညီကိုနှစ်ယောက်ကိုဝိုင်းရင်အပြစ်မှာသူတွေ့သွားသေးတယ်။ငါတို့နှစ်ယောက်သူ့ရိုးအောင်လို့ရှောက်ပြီးလိန်ပြောလိုက်ရတယ်။ကျမနဲ့လည်းတစ်ခါတွေ့သေးတယ်။ဥတုခောက်ပေါ့သေးသေးမဟုတ်ဘူး။ မိသားကအင်ဂျင်အတွင်လျှို့ဝဲယူလာတဲ့စေပလင်းတွေကိုထုတ်ယူကာတယောက်တပလင်းစီပေးလိုက်လေတယ်။မမကြီးကပလင်းကိုတေချာကြည့်။ဒါဘာပလင်းလေးလဲ။ကျမတို့ရဲ့ခန္ဓာကိုယ်ရိယကပ်ပါကောင်တွေကိုတေစေနိုင်တဲ့ဆေးတမျိုးပဲ။ဒါပေမဲ့ဒီဆေးကိုတောက်မယ်ဆိုရင်အိတ်ခန်ကြီးအချိန်လောက်တောက်တာအကောင်းဆုံးပဲ။ဒီဆေးကိုတောက်လိုက်ရင်လူကခဏတာတေသွားလိမ့်မယ်။နှလုံးကောင်တွေရက်သွားလိမ့်မယ်။ဒီခါမှာကပ်ပါကောင်က သူမိခိုနေရတဲ့ခန္ဓာကိုယ်ကတည်ဆုံးပါပြီဆိုတဲ့အထင်နဲ့ခန္ဓာကိုယ်အပြည့်အဝထွက်လာလိမ့်မယ်။ကပားကောက်ထွက်သွားပြီးအချိန်တစ်ခုကြာတဲ့အခါကျမှသာပြန်လည်နိုးထလာလိမ့်မယ်။ကို့နာတည်နေတဲ့ကပားကောက်လူမသိအောင်ဆွပြစ်လိုက်ဖို့မမေ့ပါနဲ့။ဝရကပလင်းလေးကိုလှုပ်ကြည့်။တကယ်လို့ငါတို့ကတည်ပြီးပြန်မထလာရင်ဘယ်နဲ့လုပ်မလဲ။ဒီတက်တော့မပူနဲ့။ဒီစိတ်ရတာမအောင်မြင်ဘူးဆိုရင်ကျမဒီနေရာမှာဘယ်လိုလုပ်ရနိုင်မှာလဲ။ဟင် ဒါဆိုမင်းကဒီစင်းရို့တောက်ပြီးပြီပေါ့ဟုတ်ပါတယ်စင်းရီတောက်ပြီးလို့ကပ်ပါကောင်ကကျမခန္ဓာကိုယ်ကနေထွက်သွားခဲ့ပြီတော်သေးတာပေါ့မိသားရဒါဆိုငါတို့တွေလည်းဒီညပဲစင်းရီတောက်ကြစို့ဒီချိန်မိသားတို့ရဲ့နှပေးမှာဥမကားရဲ့ပုံရိပ်တစ်ခုပေါပေါလာခဲ့တယ်မိသားကိုယ်တိုင်တော့မှအံ့ဩသွားခဲ့တယ်ဖဖကဒီကိုဘလုံးလုံးပြီးရောက်လာတာလေဝိညာဉ်နဲ့လွင့်နဲ့ပညာနဲ့ရောက်လာခဲ့တာပေါ့ကွာ ဆရာနောင်ဆိုတာဘယ်တယောက်လဲကျုပ်ပါဥမာကဥမာကကိုကျုပ်ဟိုးအင်ရတခါမြင်မှုစုံတည်မှုပါလေအေးကွယ်ငါအတက်ကကြည့်ပြီဆိုတော့လူတိုင်းကိုမမှတ်မိနိုင်တော့တာခွင့်လို့ပါဥမာကဒီကိုလာရတဲ့အကြောင်းကဘာကြောင့်များပါလဲမိတောင်းကပြောတယ်ဥဒုခဆိုတဲ့လူဟာကိုကိုင်းရှင်ဆိုပဲဒီကိစ္စကိုမင်းတို့လည်းသိကြသလားအလုံးကခေါင်းငိမ့်လိုက်လေတယ် သူသာကိုခိုင်းရှင်အစ်စ်မဲဆိုရင်ဂန်းကိုကုလို့အုပ်စုဖို့စူးစမ်းမှာပဲငါတို့မာယာကလည်းဂန်းညော်တိမ့်ပိုင်အုပ်ချုပ်ခြင်းနဲ့ဆန္ဒတစ်ခုရှိတယ်သူတို့နှစ်ယောက်သာပေါင်းမိသွားမယ်ဆိုရင်မလွဲ့ဘူးဟုတ်ပါတယ်ဥမာကကျုပ်စိတ်ထင်တော့ကိုခိုင်းရှင်ကဥမာယာကိုမြှောက်ထိုးပိတ်ကော်လုပ်ပြီးနေမျိုးတွေကိုတင်းဥစီတာဖြစ်နိုင်တယ်ဂန်းကိုကုစလုံးဒေဝဂန်းကတိမ့်ပိုင်ပြီးတဲ့အခါကိုခိုင်းရှင်ကဥမာယာကိုတပ်ပစ်ပြီးတော့ အကုန်လုံးသူ့လက်သူ့ချင်နဲ့အုပ်ချုပ်မှာဖြစ်ပါတယ်။ဟုတ်တယ်။ရှေ့ပြည်ဟော်ကိန်းတွေကဘယ်တော့မှမမာရင်ခဲ့ဘူး။ဒါကြောင့်ငါခိုင်းနေအချင်းချင်းစစ်ခင်ရမယ်အဖြစ်မျိုးကိုရှောင်ရှားခဲ့တာပဲ။ဒါကိုမာယာကနားမလည်ဘူး။ကိုကားရှင်ရဲ့စိတ်ဆော်မှုနဲ့စစ်မီကိုစတင်ခဲ့တယ်။ငါကခိုင်းသားအချင်းချင်းတွေ့ကွဲမှာကိုစိုးရိမ်လို့မာယာကိုနောက်ဆုတ်ပေးခဲ့တယ်ဆိုပေမဲ့လေဒီတခါတော့ငါကိုယ်တိုင်ဝင်ပါမှရမယ်။ဘာဖြစ်လို့လဲဆိုတော့ ဒီအရေးကငါတို့ခိုင်းရဲ့အရေးတင်မကအောင်ပကိုးတနေလောကခိုင်းသားတွေရဲ့အရေးမို့လို့ပဲဥမာကဘယ်လိုဖြစ်စေချင်လို့လဲဘယ်နည်းနဲ့ပဲဖြစ်ဖြစ်မာယာရဲ့လက်ထက်ကိုရောက်နေတဲ့အာနာကိုပြန်လဲအရယူရမယ်ဒီအတွက်ကျမတို့ကိုင်ကြီးနိုင်ပါတယ်ဖို့ဖို့ဟုတ်ပါတယ်တကယ်တော့ဒီဝခိုင်းထဲမှာဥမာရောလေးစားကြည့်ညိုကြတဲ့လူတွေအများရှိနေပါသေးတယ်ဒီလိုတွေကိုအရင်ဆုံးစီးဟုံးနာမှုစူးစမ်းရမယ် ကျုပ်တို့ရဲ့အချိန်ကောင်းကမကြခင်ရောက်လာမှာပါဦးမကဘလို့အချိန်ကောင်းများလဲဆရာနောင်ဦးမရရဲ့လောက်ရကိုတတိထားကြည့်မိမယ်ဆိုရင်တိုက်ပွဲတွေကိုတိုက်တဲ့အခါမှာရှည်တဲ့စစ်မျက်နှာပြေကိုသူယုံကြည်ရတဲ့လူတွေကိုပဲလွတ်တာကိုတတိထားမိတယ်အဓိကအကြောင်းကတော့စစ်ထွက်တဲ့အချိန်မှာသူ့ကို ပုံကမ်းမှဆိုးလို့ပဲဦးမကကိုထောက်ခံတဲ့လူတွေကိုတော့ဂိုင်းတိနဲ့မှာပဲတာဝေသေးသေးလေးတွေပေးပြီးထိချုပ်ထားတာကိုတွေ့ရမှာပါ ီတောင်းကခေါင်းငိမ့်လိုက်တယ်။ဒါဆိုဒီတစ်ခေါက်စစ်ထွက်သူတို့လူတွေအကောလုံးကဂိုင်းနီယာထွက်ခွာသွားကြမှာ။ဆယ်နောင်ပြောတာဟုတ်တယ်ဖို့ဖို့သူတို့လူတွေအပြင်ဘက်ကိုရောက်ပြီးစစ်ထွက်တိုက်နေတဲ့အချိန်မှာကျမတို့တွေကဂိုင်းထဲမှာလှောက်ရှားလို့ရနိုင်တယ်။မင်းတို့ရဲ့အကြံစီအားတကယ်ပဲကောင်းမှုပါပဲ။ဆရာနောင်ကဥမကားကိုကြည့်ပြီးတော့ဒါပေမဲ့ဥမကားကကျွန်တော်တို့ပြန်ပြီးကူညီရလိုက်မယ်။အပေးယူဆိုတဲ့သဘောကိုငါနားလိုက်ပါတယ်။ ငါလက်ထဲကိုအာနာပြေရောက်လာတယ်ဆိုရင်တော့မင်းတို့ကိုလည်းလွတ်လပ်ခွင့်ပေးမှာပါပြီးတော့ရှင်ဟင်းသာကားကိုလည်းငါဘက်ကနေစတင်မကျူးလို့မဘူးဆိုတဲ့တစ္ဆာကလေးကိုမင်းတို့ရရှိမှာပါကောင်းပါပြီဥမာကမတရားမှုကိုကျုပ်တို့အတူတူမောင်းထုတ်ကြတာပေါ့အဲနောက်မိသားတို့လူစုခွဲလိုက်ကြတယ်ဥသူခဟာတိုက်ခိုက်ဖို့အတွက်ဗျာများနေတာမို့မိသားတို့မျက်စိတောက်တောက်မကြည့်နိုင်ပဲဖြစ်နေတယ်မိသားနန်းဆောင်အပေါ်တက်တဲ့အခါမှာဥမာကတို့တွေ့ရတယ် ဖို့ဖို့ကဝိညာဉ်တယ်လွင့်တဲ့ပညာနဲ့သွားချင်ဟာသွားနိုင်တော့ပေါ့နော်ဟုတ်တယ်ငါဒီလိုသွားတတ်တယ်ဆိုတာကိုဟိုလူတွေသိပုံမရအောင်ကျမလည်းသွားချင်လိုက်တာမင်းကဘယ်လိုသွားချင်လို့လဲဒီလိုပါပဲဒီမှာနေရတာကြတော့နည်းနည်းပြင်းလာလို့ပါမင်းသွားချင်တယ်ဆိုရင်ငါစီစဉ်ပေးလို့ရတယ်တကယ်လားဖို့ဖို့မင်းကဟောဒီတလုံးမမအိတ်လိုက်စမ်းမိတာမိတောင်က ဥမကပြောတဲ့အတိုင်းတလုံးပေါင်းမှလှဲ့အိတ်လိုက်လေတယ်။ဝိညာဉ်နဲ့လွင့်နေဆိုတာအိတ်ဆက်နေတဲ့အချိန်မှာကိုယ့်ရဲ့ဝိညာဉ်နဲ့ရုပ်ကိုဝိညာဉ်လောကထဲကိုလှည့်ထုတ်လိုက်တာပဲမိသား။အဲ့လိုလွင့်လိုက်တဲ့အခါမှာကိုယ့်ရဲ့ဝိညာဉ်ကနရုပ်ကောင်ဖြစ်နေတဲ့အတွက်ကိုသွားချိန်တဲ့နေရာကိုရောက်ချိန်တဲ့နေရာကိုဖြုံးကနေဒိုင်းကနေရောက်သွားတတ်တယ်။ကိုဆက်တဲ့ချိန်နဲ့လို့အိမ်မက်ထဲမှာပဲဖြစ်ဖြစ် အပြင်မှာပဲဖြစ်ဖြစ်နေရအောင်ပြတ်နိုင်နေကြွ။ဒါပေမဲ့ အဲ့ဒီမှာလဲဘေးထွက်ဆိုးကျိုးရှိတတ်တယ်။ဘာလဲရေဖို့ဖို့တက်ရှိလူသားတယောက်နေနဲ့ဝိညာဉ်နဲ့လွတ်ရင်အချိန်ကြာရင်တော့လာမနေသင့်ဘူး။တော့လာရင်ဘာဖြစ်လို့လဲဖို့ဖို့နာလောကတဲ့ကိုနေကြုံသွားရင် ပြန်လာရဖို့ခက်လို့ပဲ။ပြန်လာလို့မရဘူးဆိုတော့တည်သွားတာနဲ့အတူတူပဲပေါ့နော်။ဟုတ်တယ်။မင်းရဲ့ဝိညာဉ်ကရုပ်ခန္ဓာနဲ့အချိန်ကြာရင်ဝေးကွာသွားရင်မင်းကပြန်လို့ထောက်မလာနိုင်တဲ့အိပ်ဆက်ခြင်းနဲ့အိပ်ဆက်သွားရလိမ့်မယ်။ မိသားခေါင်းငင်းလိုက်လေဝိညာဉ်နဲ့လွင့်မောအတွက်ကိုနှစ်နှစ်ချာချာအိမ်မောကြသွားဖို့လိုတယ်ဒီစိတ်ရီအားတော့မင်းတို့ကုညီပေးနိုင်ပါလိမ့်မယ်ဥမာကပလင်းလေးကိုဖွင့်လိုက်လေဒီခါပလင်းလေးအတွေ့အများစင်းပြောင်ရောင်အခုံးငွေတွေတိုးထွက်လာတယ်။အဲ့ဒီပလင်းကလေးကိုမိသားရဲ့နှာခေါင်းအနီးမှာကပ်ပေးလိုက်တဲ့အခါအခုံးငွေတွေကမိသားရဲ့နှာခေါင်းအတွင်းထဲကိုတိုးဝင်သွားလိမ့်တယ်။၅မိနစ်ခန့်ကြာတာနဲ့မိသားတယောက်မျက်ခုံတွေစင်းကြပြီးအိပ်ပျော်သွားမိတယ်။ ထတော့မေထတော့မိသားနားထဲမှာအတက်တစ်ခုကြားလိုက်ရတဲ့အခါမှာမိသားမျက်လုံးကိုဖွင့်ကြည့်လိုက်တော့ပဝင်းစီတစ်ခွေလုံးကမိကိုရောင်အစင်ဖြစ်နေတယ်မိသားရဲ့ကိုလုံးကလည်းဝါကွန်းဘက်တစ်ခုလိုပေါက်ပါနေလေတယ်အနည်းမှာတော့ဥမကားကမတ်တဲရက်နေပြီးမိသားကမတ်တဲထားရလိုက်တာနဲ့ကိုလုံးကအခန်းကြီးရဲ့မျက်နှာကျက်စီကိုထိုးတက်သွားလေတယ်မိသားရဲ့ချက်မှာငွေရောင်ကျိုးလေးတစ်ခုထွက်နေပြီးတော့ အဲ့ဒီကြိုးကလေးကလဲလျောင်းအိတ်ဆက်နေတဲ့ကိုခန္ဓာချက်နဲ့ဆက်သက်ထားလိမ့်တယ်။ဟောဒီကြိုးလေးကိုဝိညာဉ်ဆက်ကြိုးလို့ခေါ်တယ်။ဒီကြိုးပြည့်ရင်မင်းရဲ့ရုပ်နဲ့နာအဆက်တည်းပြတ်တောက်သွားလိမ့်မယ်။ဒီကြိုးကိုမပြတ်စေနဲ့ဟုတ်ပြီလား။အခုဘယ်လိုသွားရမလဲဥမာကဝိညာဉ်ကတိမ်လို့လေလို့ခရီးနေလို့ရတာကြောင့်မလို့မင်းသွားချင်တဲ့နေရာကိုစိတ်ထရနဲ့တောင်းတလိုက်တာနဲ့အဲ့ဒီနေရာကိုတန်းရောက်သွားလိမ့်မယ်။မိသားကအိမ်နဲ့ကြီးစီကိုစိတ်ကိုတောင်းတလိုက်လိမ့်တယ်။ ဒီအချိန်မှာပဲပဝဲကျိတခွင်လုံးဝမှုံသွားပြီးအလွန်လှည့်မြဲတဲ့အချိန်နဲ့ပြန်တန်းသလိုဖြစ်ပြသွားခဲ့တယ်။မကြာခင်မှာတော့ပဝဲကျိဟာတဖြည်းဖြည်းပြက်လဲကျဉ်လင်လာခဲ့တယ်။ဒီခါအိမ်နဲ့ကြီးအတွင်းထဲကိုရောက်နေတာကိုတွေ့ရတယ်။ဆရာကိုင်တို့ဟာထမင်းစွဲမှာထိုင်နေပြီးတော့ပဝဲကျိဟာမြေခိုးရောင်ဖြစ်ပေမဲ့ဆရာကိုင်တို့တော့အယောင်အသွေးစုံမြင်နေရတယ်။အိမ်နဲ့ကြီးမှာရှိတဲ့၄တောက်ထမင်းစွဲဝိုင်းကြီးမှာဆရာကိုင်တယောက်ထိုင်နေတယ် အဲ့ဒီချိန်မိဖို့ကြောင့်အတွေ့နည်းရနဲ့ဒေါက်ဖွားရှင်ထွက်လာပြီးတော့ဟင်းတစ်ခွက်ကိုကန်ဆောင်လာလိမ့်တယ်။အဲ့ဒီဟင်းခွက်ကိုဇဝဲပေါ်မှာချလိုက်ပြီးစိတ်တယ်ကြတာလဲကြတာပေါ့ဆရာကိုက်ရလောလောဆယ်စားတော့လိုက်ပါအောင်စားမှအားရှိမှာပေါ့ခိုင်ကျုပ်ကြီးနဲ့မမကြီးတို့တွေတည်တလားရှင်တလားတော့မတည်တဲ့အချိန်နဲ့မှာကျုပ်ကစားနိုင်မှမလားအဖွားရှင်ရဲ့စားတာနဲ့စိတ်ပူတာတွေကအဝေးကြီးပါအစားတော့တွေစားပြီးအောင်းမွေးထားဆရာကိုက် အဖွားခေတက်တာတဲ့အခါမှာမိသားတို့အသက်ရှင်လျက်ရှိမရှိဆိုတာသူ့ရဲ့မနောအာယုံနဲ့စက်တယ်ခိုင်းကြည့်ရမယ်။ဆရာကရတူလေးနဲ့ထမင်းကိုမစားခြင်းစားခြင်းစားတော့နေလေတယ်။မိသားကဆရာကတို့ကိုနောက်ပြောင်ခြင်းတဲ့အတွက်ဟင်းခွက်တွေကိုတို့ထိလိုက်တယ်။ဒါပေမဲ့အဲ့ဒီဟင်းခွက်ကိုလက်နဲ့ထိမရပဲဖြစ်နေတယ်။ဒါကြောင့်ဆရာကရဲ့အနည်းကိုတိုးကပ်ပြီးတော့ဆရာကရဲ့မျက်နှာကိုလင်းနဲ့မှုတ်လိုက်လေတယ်။ဆရာကရထမင်းစားရင်ကြောက်စီစီဖြစ်သွားတယ်။ လေရအတော်ပြင်းတာပဲတော့အဖွားရှင်အိမ်တကားတွေကအကုန်ပိတ်ထားတော့ဘေးရလေရဝင်လာမှလဲဆရာကိုင်ရဲ့မဟုတ်သေးပါဘူးခုနလေတစ်ချက်တက်လိုက်ပါတယ်စိတ်ထဲထင်နေလို့ပါဆရာကိုင်ကမိတောင်းကဟင်းခွက်တွေကိုလေနဲ့မှောက်လေတယ်ဟင်းခွက်တွေကထွက်နေတဲ့အခုံငွေတွေကလေတံကြောင့်တဖူဖူနဲ့လွင့်ပြန်နေတယ်ဟောတွေ့လားဒီမှာဟင်းဝဲတွေဝဲပြန်နေရပဲဟုတ်ပါ ဒီအချိန်ဘဲကလေးတိုက်နေရလဲမိတောင်းကဆရာကိုင်းတို့အမြင်သာစေဖို့ထမင်းစပွဲအပေါ်မှာကိုယ်ရောင်ပြလိုက်လေတယ်ဆရာကိုင်းဟာစပွဲအလဲမှာဘွားကနေပေါ်လာတဲ့မိတောင်းကိုတွေ့တော့ထောက်ခုံလေတယ်တေးတေးမိတောင်းတေးတော့ဘွားရှီဟာမိတောင်းကိုကြည့်ပြီမိတောင်းမင်းတည်သွားပြီလားမင်းတည်သွားလို့တေးဖြစ်နေတာလားယင်မဟုတ်ပါဘူးကျမတေးမဖြစ်ပါဘူးအဖွားရှီရဲ့ ဆရာကိုင်းကမိတောင်းစီကို ပြေးလာပြီးမိတောင်းရဲ့ကိုခန္ဓာကိုလက်နဲ့ကောက်တွေကြည့်တယ်။ဆရာကိုင်းရဲ့လက်ကမိတောင်းရဲ့ဘက်ကိုဖောက်ထွက်သွားလိမ့်တယ်။မင်းတကယ်တည်သွားပြီပဲမိတောင်း။တည်သွားလို့တရေပြစ်နေတာပေါ့။ကိုကိုင်းရှီကမင်းကိုတတ်လိုက်တာနေမှာ။မင်းကကိုတည်တာကိုတင်မဲမသိပဲတရေပြစ်နေတာနေမှာ။ဒီကမိတောင်းကတခွိခွိနဲ့ရေးလိုက်တယ်။မသိပါဘူးဆရာကိုင်း။အခေါ်ကဝိညာဉ်တယ်လွင့်တဲ့ပညာရဲ့နဲ့ ဆရာကိုင်းတော့လာပြီးဆက်တယ်တာပါ။ဟင်ဒီလိုပညာမျိုးတကယ်ရှိသလား။ဆရာကိုင်းရဲ့အမျိုးတော်ဘွားရှိရာခေါင်းငိမ့်လို့ဖြစ်လိုက်တယ်။ဒါဆိုမင်းမသိတာတကယ်ပေါ့။တကယ်ပါဆိုဆရာကိုင်းရဲ့အခုနန်းတော်ရာဘာဖြစ်သွားပြီလဲ။တော်ဘွားရှိရာမျက်နှာတိတ်မကောင်းလား။နန်းတော်ရာရက်ွက်ကိုဒီဝကိုင်းအောင်ဆိုးသွားခဲ့ပြီ။ဒါပေမဲ့ထူးဆန်းတာငါတို့ရဲ့အိမ်နဲ့ကြီးကိုဘာမှရံမပြုတ်ပဲဒီအတိုင်းဆက်ထားတာပဲ။ အဖွားကြီးတွေနေတဲ့နေရာဆိုတော့သူတို့ရံမပြုတ်ချင်တာလည်းဖြစ်မှာပေါ့မိတောင်းရဲ့ဟုတ်တော့မယ်အဖွားရှင်အဖွားခင်ရောတတ်တာရဲ့လားသူကအသက်ကြီးပြီမော့ဆွဲအိမ်တွေလည်းကုန်ခန်းနေပြီဆရာနာကိုဆက်တယ်ဖို့အတွက်သူ့ရဲ့မော့ဆွဲအိမ်တွေကိုအစွမ်းကုန်ထုတ်သုံးလိုက်တဲ့အချိန်မှာသူ့ရဲ့မော့ဆွဲအိမ်အိုးအောက်ကွဲအပ်သွားခဲ့တယ်မိတောင်းပုပ်ပွင့်လင်းလင်းပြောရရင်တော့အဖွားခင်ပြက်ပြီးကျမ်းမာလာတယ်ဆိုရင်တော့မှသူ့ရဲ့အစွမ်းတွေကိုထုတ်သုံးဖို့ကမလွယ်တော့ဘူးလို့ပြောရမယ် မိတောင်းတပြည့်တစ်ချက်ချလိုက်တယ်။မမကြီးရောဆရာနောင်နဲ့တမန်းလူသားညီအကိုပါ။ဒေဝကိုင်းမှာကောင်းကောင်းမွန်မွန်ရှင်းနေကြလို့စိတ်မပူပါနဲ့။ဆရာကိုင်းနဲ့အစာများများစားပြီးအောင်းမွေးထား။မကြခင်မှာကျမတို့အစီအစဉ်ကြီးတစ်ခုအကောင့်ထဲဖော်စရာရှိတယ်။အဲ့ဒီအစီအစဉ်သာအောင်မြင်မယ်ဆိုရင်ရှင်ငါကိုင်းရဲ့အနာဂတ်ကတဖန်ပြောင်းပြီးတောက်ပလာလိမ့်မယ်ဆရာကိုင်းမိသားရဲ့စကားကြောင့်ဆရာကိုင်းကအသက်တေရဖြစ်သွားတယ် ခေါင်းညောင်စကားကြောင့်မှကျုပ်အားပြတ်တက်သွားတယ်။စိတ်ချပါခိုင်ချုပ်။ကျုပ်ကကြလာတဲ့နေရာကနေတာဝန်ထမ်းဆောင်မှုအသိမှပဲ။ဆရာကောင်ကိုတခုမှချင်းနဲ့။ကျမရဲ့လွယ်အိတ်နဲ့လေဘယောက်သွားတာလဲ။စစ်ထွက်တဲ့ညကကျမလွယ်အိတ်အနက်လေးကိုဟင်းသာကောင်ကခိုင်အဆောက်အဦထဲမှာထားခဲ့လိုက်တယ်။ဆရာကောင်ကတနေရာကိုပြေးသွားပြီးတော့လွယ်အိတ်လေးကိုယူလာလိုက်တယ်။ဘလို့လို့ပြီးဆရာကောင်ရဲ့လက်ထက်ရောက်နေရတယ်။ကျုပ်ခိုင်ရထွက်ပြေးမဲ့အလုံးမှာ ဂိုင်းချုပ်ရဲ့အခန်းထဲကိုတိတ်တိတ်လေးဝင်ပြီးတော့ဒီလွယ်အိတ်ကလေးကိုယူလာခဲ့တာပါဂိုင်းချုပ်ဒီတော့မှအမီတောင်တက်ပြေးချနာလိမ့်တယ်အဲ့ဒီလွယ်အိတ်ကလေးထဲမှာအရေးကြီးတဲ့ပစ္စည်းတွေရှိနေတဲ့ဆရာကိုင်းဒီလွယ်အိတ်ကလေးကိုဆရာကိုင်းတိတ်တိတ်ချာချာထိမ့်သိမ်းဆောက်ရှောက်ထားပါစိတ်ချပါဂိုင်းချုပ်ကျုပ်ဒီလွယ်အိတ်လေးကိုအသက်နဲ့လဲပြီးကာကွယ်ပါမယ်မိတောင်တယောက်မှားချားစရာရှိရတဲ့ကိုမှားချားပြီးတဲ့အခါပြန်မှုအတွက်ဆုံးဖြတ်လိုက်တယ်ဆိုပေမဲ့ ီတောင်းရဲ့စိတ်ကမောင်တီဟစီကိုအတွေးရောက်သွားပြန်တယ်။ဒီအချိန်မှာပဲပဝင်းကြီးတခွေလုံးပြောင်းလဲမှုံသွားပြီးတော့အမောင်တိုက်ကြီးတခုအတွေးနဲ့ကိုရောက်သွားပြန်တယ်။အမောင်တိုက်ကြီးအတွေးစင်မီးတိုင်ကလေးတခုကိုထုံးကမိန်ပြပြကလေးလင်းလန့်နေတယ်။ကျမ်းပြန်မှာတော့မောင်တီဟကိုတန်ကြီးချင်းတွေတန်လက်ကောက်တွေတမကတန်လေပတ်တွေနဲ့ပတ်ကတန်ညိုးတွေနဲ့နေရာမှာကပ်ပြီးချင်းချောင်ထားတော့ကိုတွေ့ရတယ်။မောင်တီဟရဲ့အနီးမှာဥပြက်ကလည်းအဲ့ဒီလိုပဲချုံနောက်ခံနိုင်ရတယ်။ဒီနေရာက ရွှေဟင်းသာကားရဲ့မြေအောက်ကဖြစ်ပြီးမောင်ဆိုင်ရမောင်တီဟာနဲ့ဥပြက်ကားတို့ကိုဖမ်းဆီးချုံနောက်ထားခြင်းပဲဖြစ်ပါတယ်။မောင်တီဟာကမိသားကိုမြင်တာနဲ့အံ့ဩပြီးတော့ခန်းချုပ်ခန်းချုပ်ကတည်ရောပြီလားမိသားကမောင်တီဟာနဲ့ဥပြက်ကားကိုအကြောင်းဆုံးရှင်းပြလိုက်တယ်။ဘာမှမပူနဲ့ဥပြက်ကကျမတို့ရဲ့အကျဉ်းစီတွေအကောင့်ထဲပေါ်ပြီးဆိုတာနဲ့ဥပြက်ကားတို့မြေအဖို့ချက်ချင်းလာပြီးကဲထုတ်မှာပါ။ကျေးဇူးတင်ပါတယ်ခိုင်းချုပ်။ကျုပ်တို့အတွက်တော့မပူပါနဲ့ ကျွတ်တို့တမန်လူသားတွေဆိုတာဒီချက်ဆိုတဲ့အခြေအနေတွေကိုတိကျုံခဲ့ပြီးဖြစ်လို့ကြက်ကြက်ခံနိုင်ပြီးသားခန်းချောက်သားကြက်ညက်မမနဲ့လုံလုံချုံချုံနေပါမိသားကမောင်တီရတို့မြေအဖို့နှုတ်ဆက်ပြီးပြန်ထွက်လာဖို့ကြက်စီလိုက်တယ်ဒါပေမဲ့အတွေ့တစ်ခွားခေါင်းထဲကိုဝင်လာတယ်ငါဝင်းကြီးပုံစံနဲ့သွားချိန်တိုင်းသွားလို့ရနေခဲ့တာပဲဒါဆိုရင်တော့တခြားနေရာကိုလည်းသွားနိုင်မယ်ထင်တယ်မိသားတို့ရောအဲ့လိုတွေးတောရင်လူတယောက်ကိုသတိရသွားမိတယ် အဲ့လိုကတခြားမဟုတ်မိတောင်းရဲ့တချင်ရအဖေဖြစ်ခဲ့တဲ့ကိုသိမ့်မယ်အဖေအခုဆိုဘာတွေများဖြစ်နေမလဲကိုသိမ့်စီကိုစဉ်းညွှန်လိုက်မိတဲ့အချိန်မိတောင်းကအလွန်မြင်ဆန်းတဲ့အရှိန်နှုန်းနဲ့ပြန်တန်းနေတယ်လို့ခံစားလိုက်ရတယ်ရခင်ကတစ်ချက်ထဲနဲ့ရောက်နိုင်နေဆိုပေမဲ့ယခုအခါမှာတော့အချိန်တော်ကြာအောင်သွားနေရတယ်ဥမာကကမိတောင်းရဲ့အနီးမှာရက်နေရေးစိတ်ပူပန်နေတယ်မိတောင်းသွားတာအချိန်တနာရီခဲကြာမြင့်ခဲ့ပြီမို့စိတ်ပူနေတာ မီးတောင်ရမင်းသွားတာအချိန်ကျလုံးနေပြီကွပုံမှန်ဆိုရင်7မိနစ်အလွန်ဆုံး15မိနစ်လောက်သွားရင်ရောက်အောင်ပါဘူးအခုကတနိုင်လောက်ကြာမင်းဘာများလုံးနေတာပါလိမ့်ဦးမကခေါင်းကုပ်နေမိတယ်ခတ်တာပဲဝိညာဉ်နဲ့လွှင့်တဲ့နေရာကိုအနောက်ကနေလိုက်သွားဖို့ကလေသူဘယ်သွားလဲဆိုတာငါသိအောင်မအပြောချင်လာတဲ့ဒီလောကကြီးထဲမှာငါသူ့ကိုဘယ်လိုလိုက်ရှာရပါမလဲဒီချိန်မီတောင်းက တောတောင်တွေထူထပ်တဲ့နေရာတနေရာကိုရောက်ပါမိတယ်။အဲ့ဒီနေရာမှာတစ်သားနဲ့ဆောက်လုပ်ထားတဲ့တန်လျာကြီးတစ်ခုရှိပြီးတန်လျာအတွင်းထဲမှာတော့ယောက်ျားသားတွေကတန်းစီကအိတ်ဆက်နေကြတယ်။အဲ့ဒီယောက်ျားသားတွေကစုပ်ပြဲညစ်ပေတဲ့အဝတ်အစားတွေကိုဝစ်စင်ပြီးတော့မိုးစက်မွေးနှက်ခမွေးဗရပွားနဲ့ဖြစ်ကာဇပင်တွေကလည်းညှိတိုးတိုးနဲ့ဖြစ်နေတယ်။မဟုတ်ပါဘူး။ငါအဖေကိုတွေ့ချင်လို့လာတာ။ဒါကဘယ်လိုရောက်လာတာပါလဲ။တန်လျာကြီးအတွင်းထဲမှာလည်း မိသားစုလွင်မြောက်သွားလာနေကြတဲ့လူတွေကိုတွေ့ရတယ်။အဲ့ဒီလူတွေကအသက်မရှိတဲ့မျက်နှာသေးလေးနဲ့လွင်မြောက်နေကြတာ။မိသားကလူတစ်ယောက်ကိုမေးလိုက်တယ်။ဒါပဲနေရလဲ။ဒီဟာရဲဘဲစခန်းတစ်ခုပဲ။ငါတို့ကဒီရဲဘဲစခန်းမှာတည်ဆုံသွားခဲ့ပြီးတော့မချစ်မလွတ်နိုင်ဖြစ်နေကြတဲ့အကျဉ်းသားတွေပဲ။ဒါဆိုဒီရဲဘဲစခန်းမှာကိုသိန်းဆိုတဲ့လူတစ်ယောက်များရှိသလား။ကိုသိန်းဆိုတာဒီမှာအိတ်နေတဲ့လူပဲလေ။မိသားက ပိန်ချုံမဲတူးပြီးဇပယ်ပုတ်တိုက်ကြနေတဲ့လူတယောက်ကို ကြည့်လိုက်မိတယ်။အတော်တန်ကြောင်ကြည့်မှကိုသိန်းရဲ့မျက်နှာကိုမနှဲပုံပေါ်ကြည့်ရတယ်။သူကဘာဖြစ်လို့ဒီကိုရောက်နေရလဲ။ငွေလိန်လိန်မှုခုံးမှုတွေနဲ့ထောင်ကျလာတာပဲ။ငါလူဖြစ်သွားတော့သူနဲ့ငါလည်းတော်တော်ခင်နေ။ရှင်းကဘလို့လုပ်ပြီးတေသွားတာလဲ။ဒီနေရာငှက်ဖြာဖို့တော်တော်ပြည့်တယ်နဲ့ကလေးမရဲ့။ဒါနဲ့မင်းကရောဘလို့ဖြစ်ပြီးတေသွားတာလဲ။ကျမမတည်သေးပါဘူး။ ဒီကအဲ့ဒီဝိညာဉ်ကမိသားရဲ့ချက်ကိုအတိအချစိုက်ကြည့်လိုက်တယ်။မင်းမဝိညာဉ်ဆက်ကြိုးရှိသီးတာပဲ။ငါ့ကိုအဲ့ဒီကြိုးပေး။ပေးလိုက်စမ်းကလေးမ။ရှင့်ကိုဘာလို့ပေးရမှာလဲ။ဝိညာဉ်ကမိသားစီကိုခုံဝင်လာတယ်။မိသားကအဲ့ဒီလိုပုတ်လို့ကတ်လို့ရတယ်။ဒီလိုကစူးစမ်းလို့များတဲ့အဆုံးမိသားကိုလက်ညှိုးထုတ်ကာ။ဟဲ့အောင်နေ။ဒီကလေးမမှာဝိညာဉ်ဆက်ကြိုးရှိနေတယ်ကွာ။ညနေတည်းတွေနဲ့ငုံငုံငန်းငန်းကြီးရက်နေတဲ့လူတွေက မိသားကိုတပြိုင်နက်တည်းစိုက်ကြည့်လိုက်ကြတယ်။မိသားကဒီတော့မှကြောက်လန့်သွားမိတယ်။ရာနဲ့ချီတဲ့ဝိညာဉ်တွေကမိသားစီကို ပြင်းဝင်လာပြီးမိသားကိုလုံထွေတတ်ပုတ်ကြလိမ့်တယ်။အဲနောက်မိသားရဲ့ချက်ကဝိညာဉ်ဆက်ကျုံလက်နဲ့ဝမ်းဆွဲကဆွဲဖြုတ်ကြတယ်။အဲဒီလူတွေဆွဲလိုက်တဲ့အခါတိုင်းမိသားရဲ့ဝမ်းပိုက်အတွင်းရောက်ဥရီကိုဆွဲဆောက်ခံရတဲ့အလားအလွန်နာကျင်လှပီးတယ်။နင်တို့တွေအလုံးရှောင်ကြရှာကြဟိ။ဒီအချိန်အတန်နေကြီးတို့ကကောင်းကင်အပေါ်ကနေဆင်းသက်ပြီး မိသားရဲ့အနားကိုရောက်လာတယ်။မိသားအနားမှာရှိနေတဲ့ဝိညာဉ်တွေကအဲ့ဒီအရာကိုကြည့်ပြီးကြောက်လန့်ငါထွက်ပြေးကြတယ်။အဲ့ဒီအရာကဇဝင်အရှိန်နဲ့မိမတယောက်ဖြစ်ပြီးတော့ဇဝင်ကြီးကဝါးပေတပြားခန့်ရှည်လာလာပြီ။ကဝတ်တစီမကြီးလာပြီ။ပြေးကြပြေးကြ။ဝိညာဉ်တွေကပြေးလွှားကုန်ကြတယ်။အဲ့ဒီမိမကြီးကမိသားရဲ့ဥကောက်ကိုလက်နဲ့ဆုပ်ကန်လိုက်တယ်။နင်းစီကဝိညာဉ်ဆက်ကြိုးကိုဖြုတ်ပြီးငါရဲ့ချက်မှာတက်လိုက်မယ်ဆိုရင် နင်းကိုခန္ဓာအောင်ငါရပြီဟဲ့ကဝင်းမကြီးအရင်မောပြီးမိတောင်းရဲ့ဝိညာဉ်ဆက်ကျိုးကိုဆက်ဖြုတ်လေတယ်မိတောင်းရုံးကမရပဲဖြစ်နေတဲ့အချိန်အဝါရောက်အလင်းတန်းကြီးတစ်ခုအောင်မိုးပေါ်ကနေကြာလာခဲ့တယ်ဟဲ့ရှာမိုက်ရှာလိုက်စမ်းအလင်းတန်းကြီးကကဝင်းမကြီးစီကိုတိုးဝင်လာတဲ့အတွက်ကဝင်းမကြီးကလလွတ်လိုက်မိတယ်ဒီချိန်အလင်းတန်းကြီးအတွင်းထဲကနေလက်တစ်ဖက်ထွက်လာပြီးမိတောင်းကိုဆွဲယူကာလှည့်မြန်စွာပြတ်တန်းသွားလေတယ် ကဝေးမကြီးကတော့အသက်ကိုအဟိရကျက်နေခဲ့တယ်။မင်းတို့ပြေးလို့မလုပ်ဘူး။ငါမင်းကိုလိုက်ရမယ်။မိုးအဆုံမြေအဆုံလိုက်ရမယ်။မိတောင်းဟာအဲ့နေရာကနေအသက်ကြီးမြေတစ်ချက်ရှူပြီးလန်နိုးလာခဲ့တယ်။ဘေးကိုကြည့်လိုက်တဲ့အခါမှာဥမကားကမတ်တိတ်ရက်နေရကနေကျဲမြင့်ဘော်ကိုလဲကြသွားခဲ့တယ်။ဖိုးဖိုးဘာဖြစ်တာလဲ။ငါသာအချိန်မီလာမကိန်း။မင်းအခုလောက်ဆိုတင်းနေရောပေါ်မိတောင်းရဲ့။အဲ့ဒီကဝေးမကြီးဆိုတာဘာတူလဲ။ ကဝေးကနေတည်ပြီးတော့ဝိညာဉ်ဖြစ်သွားတယ်လို့ပေါ့သူတို့လိုလူတွေကလူ့ဘဝတဲ့ကိုပြေဝလာနိုင်မှုအတွက်ငင်းအမျိုးမျိုးနဲ့စူးစမ်းနေကြတယ်သူသားမင်းရဲ့ဝိညာဉ်ဆက်ကြိုးရောက်သွားရင်မင်းဟာနန်လောကကြီးထဲမှာထာဝရပိတ်မိသွားလိမ့်မယ်မင်းရောအကြာကြီးမသွားပါနဲ့လို့ငါအတန်တန်ပြောထားရင်းနဲ့ကျမအမှားပါဖို့ဖို့ကျမနောက်ဆုံးရင်ဆင်ခြင်ပါမယ်ဥမာကကျဲမြင်ပေါ်ကနေအာယူပြီးထားလိုက်တယ်ပရိသတ်များရှိအဝိဇ္ဇာတော်တောင်းနဲ့ ဝိညာဉ်ဆက်ကြိုဇလန်းလေးရတော့ဒီလောက်ပါပဲနော်။နားစင်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူဦးချင်းစီကိုကျေးဇူးအထူးပဲတင်ရှိသလား။စာရေးဆရာအကဆောင်လည်းကျေးဇူးအထူးပဲတင်ရှိပါရှင်။ဒီဇလန်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲကံကောင်းခြင်း ပြည့်ရှင်ခြင်းကျမ်းမာခြင်းတွေကိုအစင်ထာဝရပတ်စားနိုင်ကြပါစေရှင်။